ကျွန်တော်မှတ်မိတယ်လို့ပြောမယ်ပေါ့နော်ကျွန်တော်ရဲ့အဖေနဲ့ပတ်သက်တဲ့အကြောင်းလေးတွေပေါ့ကျွန်တော်အခုဖခင်တယောက်ရဲ့နေရာကိုရမှရောက်ခါမှပေါ့နော်ဖခင်ရဲ့ချွေးဆက်တီးကိုနားလေလာတယ်ဖခင်ရဲ့မြစ်တာတရားတွေကိုနားလေလာတယ်မကြီးကျွန်တော်ချွေးဆက်တီးကြားတယ်ကျွန်တော်အဖေလည်းဘလောက်တိတောင်ချွေးဆက်တီးကြားခဲ့မလဲလို့ကျွန်တော်အခုတော်တော်လေးနားလေသဘောပေါက်လာတယ်နေဘူးမရှောင်မိုးရမရှောင်ရှာကြွေးခဲ့တဲ့အဖေ ကျွန်တော်မှတ်မိတဲ့လောက်ကိုကျွန်တော်ပြောပြမယ်ကျွန်တော်တို့အိမ်မှာထမင်းချက်စရာစံမရှိဘူးကျွန်တော်ဘိုက်စားလို့လူပြီးတော့ငုံနေတဲ့အချိန်အမေအဖေကဘယ်သွားတာတော့အဖေမလာသေးဘူးလားလို့ကျွန်တော်အမေကိုမေးလိုက်တဲ့အချိန်ငါသားရဲတဲ့မင်းအမေမင်းအဖေပြန်လာရင်တဲ့စံပါလာမှာပါတဲ့အဲ့ကြိုင်ထမင်းစားရမှာပါငါသားရဲတဲ့အားတင်းထားပါတဲ့ဒါမဲ့ကျွန်တော်အမေပြောတဲ့စကားလေးနဲ့ကျွန်တော်အားတင်းခဲ့တယ် အတင်းကြီးနဲ့ဖိုက်စာလုံအောင်ကြီးလို့ကျွန်တော်အိပ်ပျော်သွားခဲ့တယ်။အဲ့ချိန်မှာကျွန်တော်အိပ်ပျော်သွားတဲ့ချိန်မှာအဖေရောက်လာတယ်။ချောင်းကိုဖြတ်ကူးလာတာပေါ့နော်။ချောင်းကြီးကလည်းကြလို့ဖြတ်ကူးလာ။ဖြတ်ကူးလာတော့သူများတွေကပြောတယ်ဟေ့ရောက်ရေမင်းချောင်းကြနေတယ်မင်းဟိုဘက်ကကိုမပြူးနဲ့မင်းသေလိုက်မယ်အဲ့လိုပြောတော့အဖေကဘာပြောလဲဆိုတော့ငါဒီညငါဖြတ်မကူရင်နဲ့ငါသားသမီးတွေရေးတဲ့ဘိုက်ခောက်ပြီးဥခွေလို့ ုံနေရှာတော့မယ်တဲ့ငါသွားမှဖြစ်မယ်တဲ့အဖေကပြောတာအဲ့ချိန်မှာစံတော့ကိုလက်တစ်ဖက်ကကန်လို့ငါသိရင်သေးပါသေးစံတော့ကိုလက်တစ်ဖက်ကိုမြှောက်ပြီးတော့အဲ့ချောင်းကိုဖြတ်ကူးတာစံတော့ကိုရေမစိုးအောင်လက်တစ်ဖက်ကမြှောက်ပြီးဖြတ်ကူးတာအဲ့စံတော့ကမပါလိပါလေကျွန်တော်တို့စားဖို့မုန်းတုတ်ကလေးတွေပါတယ်အိမ်လေးရောက်ကုန်မိမရော့ထမင်းချက်ဆိုပြီးပေးတယ်အဲ့ချိန်မှာကျွန်တော်တို့အိပ်ပြောနေတယ်အိပ်ပြောနေတော့အဖေက မိမရဲ့တဲ့ငါသားကြီးငါသမီးကြီးဖိုက်စာနေရောမယ်ဆိုပြီးတော့ညီမလေးချက်ပါမိမရဲ့ဆိုအမေကလည်းညာတချင်းချက်ပြီးတယ်ကျွန်တော်တို့အဲ့ပြောပြောနေရင်ခိုးပြီးနန်းတာအဖေအိုးငါသားလေးကိုချစ်လိုက်တာဆိုပြီးတော့ခိုးနန်းတာအဖေငါသမီးလေးကိုချစ်လိုက်တာဆိုပြီးတော့ခိုးနန်းတာအဖေအဖေအမြဲတမ်းခိုးနန်းနေတာအဲ့လိုရှိရင်ဒါမဲ့ ရှိမှဆိုလို့ရှိရင်ခက်တိတိပဲနေတယ်အဖေတည်းကမိဘတွေရဲ့မိတ္တာတွေကအရင်ကြီးပေါ်ပြလို့မရဘူးအဖေကဘာကြောင့်သားတို့ပေါ်တင်းကြီးမနှမ်းတာလဲဆိုတာသားဒီနေ့မှသိကြရတာအလိုလိုက်ရင်မိုက်စော်ကားမှကြောက်လို့တဲ့ဒါကြောင့်အမေကငါသားတဲ့မင်းအိပ်ပျော်နေတော့မင်းပြေခိုးနှံသွားတယ်တဲ့အဖေရဲ့တာအဖေရဲ့တန်ကြီးတွေတာနားလေသွားပြီသဘောပေါက်သွားပြီ အဖေချိုးစက်ဒီဘလောက်တော့မြေမှာခခရဲ့လို့တာသဘောပေါက်သွားပြီတာမိဘနေရာရောက်မှတာတိတာဒါကြောင့်မလို့ဖေးရှိတဲ့ညီကိုမောင်နှမများဖေးရဲ့ကျေးဇူးတရားလေးတွေကိုနားလည်ပေးကြပါလို့ကျွန်တော်ခုချွေးစက်ဒီကြနေတာကျွန်တော်အဖေဆိုဘလောက်တော့ကြခဲ့မှမသိဘူးပေါ့နော်ကျွန်တော်အဖေချီအောင်နင်းမအောင်အဖေရဲ့အဖေတာသမီးခွန်ရောက်လုံးရအောင်အဖေစူးစမ်းခဲ့တယ် ချွေးစက်ဒီမိမကနေရတော့မှအဖေချင်းချင်းချက်ပြီးကြိုးစားခဲ့တယ်ခွန်ရောရတယ်။ဒါအဖေချီအောင်မနေနိုင်ဘူး။ဒါလည်းခုချွေးစက်ဒီကြနေ။ဒါဖေချီအောင်နေဦးမှာ။ဒါနောက်တက်သားသမီးအများကြီးရောက်ကြိုးစားဦးမယ်လို့တန်နေတာချက်